အားလုံးမင်္ဂလာပါအခုဆိုရင်ကျွန်တော်ကတော့ link ကိုလုပ်ပြပါမယ်ပါ link ကိုလုပ်တော့လိုအပ်တဲ့ပစ္စည်းတွေကတော့အကြောင်းဒီဘက်မှာရေးပေးထားပါမယ်။ပေါင်းတဲ့ပစ္စည်းတွေကတော့ဒီမှာကျွန်တော်ပြတဲ့ SP ရေး SP ဆိုတာတော့ကြည့်ကြပါမယ်။တခြားလိုပါလဲစီလိုပါလဲ။ပကင်းပေါ်မှာမဟုတ်လိုပါလဲ။ no မဟုတ်လိုပါလဲ။ကျွန်တော် no မဟုတ်ထားပါလား။ no မရှိရင် no ထည့်လိုက်ရပါလဲ။ဖြစ်မလို့လိုရတာအဲ့ဒါချက်ဥလိုပါလဲ။ဒါတော့ကျွန်တော်အနအနပြပါလဲ။အနကျတော့ကိုချိန်ကြည့်တဲ့အနထားပါလဲ။ကျွန်တော်ဝမ်းလာနေထားပါလဲ။ကိတ်ကြုံကျွန်တော်ကိတ်ကြုံတုံးထားပါလဲ။ကိတ်ကြုံရှိဘူးဆိုရင်လည်းရိုးရိုးရဲ့အကြုံလည်းရပါလဲ။ကျွန်တော်ကတော့ကိတ်ကြုံလည်းလုပ်ထားတယ်။စာပို့ပြီးစာလုပ်ကောင်းလို့ဆိုပြီး cái cô dùng nhé chạy dọc phần mấy chạy ủ lên luôn theo bạn này chẳng ok bác chạy ủ rơi chính trình này anh cái chế tại trái gì gì ấy bị anh nói chạy ủ rơi được khỏi đẹp mùi nhằm này nếu muốn nên bắt em còn nào cho nó ủ chung lên thì nào bạn nhé cứ luôn nó cứ khả năng vô thế luôn nhau chạy ủ ဟုတ်ကဲ့ကျွန်တော်ကိတ်ကိတ်တော့ထမဲ့ခွဲထုတ်စကူခင်တော့လေစကူတော့ရေးစကူမျိုးစီခံလဲစကူဖြစ်ပါမယ်ခုဆိုရင်ဒီလိုနေထားရပြီဆိုရင်ခုနကချိန်ထားတဲ့ကိတ်ကြုံရောထက်လိုက်ပါမယ်ကကူဆိုရင်စပိတ်နမနမငါနေပြပါဒီလိုနေကြရပြီဆိုရင်အခုဆိုရင်ကိတ်ချမ်းပဲခွဲလို့တခါတခါထားပါလေကျွန်တော်ရဲ့အကင်းရဲ့ ကိတ္တဘု350ခန်းဖြစ်ပါတယ်ကိတ္တ350ခန်းဖြစ်ပြီဘုရားတို့ကလည်းသူတော်ဘာကြောင့်လဲသူတော်ကိုချက်တက်တဲ့အမောသားရဲ့အထက်မှာလေလေလေးလေးမကူအောင်လေလေးကိုလို့ရှိရင်အထက်မှာမောသားလေးလိုက်တဲ့ချက်ကြောင့်ရှိရင်သူကမလောက်မှကျော်လို့အဲ့ဒါပေါ်ကြတော့နိုင်တယ်နည်းနည်းမှုပြလိုက်ပါတယ်ပြီးရင်အချက်အချက်ခောက်ပြလိုက်ပါအခုဆိုရင်စားရတဲ့တယ်ပါပြီအပေါ်မြောက်မြို့ကိုကျွန်တော်နေရာနဲ့80တက်ပြီမိနစ်ဥကျတော့မိနစ်ဥကျတယ်ထားပါလား ဟုတ်ကဲ့ပါအခုဆိုရင်ဟုတ်ကဲ့ပါဒီလောက်နေထားရနေပြီဆိုရင်အခုဆိုရင်ဟုတ်ကဲ့အခုဆိုရင်မြင်တော့ဆက်ရပြီဆိုတော့ဒီလိုခြေနေရတော့ပြီညာလာလိုက်ကေမိုလီရပါတော့ခုမြင်တဲ့ကေမိုလီရတော့ညာလာပါလေကျွန်မရဲ့အိမ်ကမ်းကိုကျွန်တော်ကြိုက်တဲ့တဲ့ကလေးလေးနဲ့တော့ခုဆိုရင်ရောင်းရပါပြီ ရောင်းလို့လည်းတပိုင်တိုင်းလည်းရောင်းလို့ရတယ်လို့အိမ်မှာကိုစားချင်တယ်လို့စားလို့ရပါတယ်ဟုတ်ကဲ့ကျွန်တော်ဒီ YouTube channel လေးကိုကြည့်ပေးလို့အားလုံးကြည့်လို့ရတယ်ပါတယ်နောက်ထပ်အဲ့ဒီလိုမိုးလေးလေးစားတဲ့လေးကိုကျွန်တော်ဆက်တင်ပြမှာပါကျွန်တော် YouTube channel လေးကိုဆက်ကြည့်ချင်တဲ့သူတွေ YouTube like and share လုပ်ပြီးတော့ subscribe လုပ်ထားပါကျေးဇူးများတင်ပါတယ်